တခါတော့ဟာအင်္ဂလန်မှာရှိရင်ဘေဘရာသားလို့ခေါ်တဲ့စက်တိုရိုဂျီရဲ့လက်ရှိရာသီကတော့အောင်မြင်မှုအပြည့်ဖြစ်လို့နေခဲ့တာပေါ့တို့ရဲ့ပေးသက်တွေကလည်းတနေ့ကောင်ဘာလုံးမှမလုပ်ကြဘဲဘေဘရာသားကနေထုတ်လို့နေအစီအစဉ်တွေကိုတနေ့ကောင်တနေ့ကန်ထိုင်းကြည့်နေခဲ့ကြရဲဗျဒူဝီခမ်းမှာကြည့်ရမှာတော့အဖွဲ့ဝင်တွေကပေးသက်တွေရှိကိုထွက်ရမှာဖြစ်တာကြောင့်ပဲအသေးအတန်ဂဲမန်းဆိုတလို့ပြင်ဆင်နေကြရင်ပဲအလောက်ရှုံနေခဲ့ကြတာပေါ့အဲအကြောင်းပဲတီဝီကနေထုတ်လို့နေတဲ့သတင်းတွေကိုကြည့်ကြည့်မင်းကဖြစ်နေခဲ့ကြပါတယ် လာဒါမှာပြဿနာတခုဖြစ်နေပြီးတော့လူအများပြားတေဆုံးနေတယ်ဆိုတဲ့သတင်းတွေကလည်းပေါ်ထွက်နေကြတယ်ဗျမကြာခင်မှာပဲမျိုးကြီးတခုလုံးကိုတိတန်ခွဲထုတ်လိုက်ကြပါတယ်မျိုးကြီးတခုလုံးရဲ့ဝင်ခွင့်ထွက်ခွင့်တွေကိုလည်းပိတ်ချလိုက်တော့တာပေါ့တခါတော့ဟာကိုလမောင်ဆိုတဲ့သူတယောက်ရှိတယ်ဗျအဲဒီကိုလမောင်ကသူ့ရဲ့ချစ်သူကောင်းမလေးစီကိုသွားဖို့အတွက်ဖုံးဆက်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ချစ်သူကောင်းမလေးဖြစ်တဲ့မတ်တင်မြကတော့အလုံးရှုပ်နေတာကြောင့်ပဲကိုလမောင်ရဲ့ဖုန်းကိုမကိုင်းခဲ့ပါဘူးသူကကားမောင်းလာရင်ပဲ လမ်းဘေးကမိသားစုတစုကိုကားကြုံတင်ပေးမိခဲ့တာပေါ့ခြေနဲ့ချောင်းကိုမကဲကောင်းဘူးဆိုတလို့ပဲနောက်ဆုံးမှာတော့ကိုလမောင်ရဲ့ကားကအခိုးခံလိုက်ရတယ်ဗျအဲဒါကြောင့်ပဲကိုလမောင်ကယထာစီပြန်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒါဝိမဲ့လေကန်ဆိုးမုံမောင်ကြပြီးတော့ယထာတွေကမထွက်တော့ပါဘူးအဲဒီထဲပို့ပြီးကန်ဆိုးသွားတာကတော့ဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့တာပါပဲစတူဒီယိုဘက်မှာတော့ကိုထွန်းအေးရညာဘက်ထုတ်လုံမဲ့အစီအစဉ်အတွက်အရန်ကိုစိတ်လို့ရှားနေခဲ့တာပါပဲသူကဧည့်သည်တွေမလာလို့ဆိုပြီးအတန်ကျည်ကြီးနဲ့အော်ဟစ်နေခဲ့တာပေါ့ အပြင်ဘက်ကဘာကြီးမှာတော့ဘာတွေဖြစ်နေလဲဆိုတာကိုတို့တော့မသိခဲ့ကြပါဘူးတကယ်တော့အပြင်ဘက်မှာကာယယောဂဇိုကြီးကစတင်နေပြီပဲဖြစ်တယ်ဗျအဲ့ဒါဒီပါလာတဲ့ကောက်ကိုမောင်းတဲ့သူကလည်းဇုံဘီအကိုက်ခံထားရပြီးတော့စတိုရီယိုဂန်းထဲကိုရောက်တဲ့အခါမှာပဲရုတ်တရက်တေဆုံးသွားခဲ့ပါတယ်အဲ့ဒီသူကတေဆုံးပြီးတိတ်မကြခင်မှာပဲပြန်ထလာပြီးတော့ဇုံဘီတကောင်ရဲ့အဖြစ်ကိုရောက်ရှိသွားခဲ့တာပေါ့အဲ့ဒီအချိန်ကနေစပြီးခမည်းမမြင်ဘူးတဲ့စိုးရွားမှုတွေကစတင်ပြီးတော့ဖြစ်လာတော့တာပါပဲ။ စတူဒီယိုရဲ့အပြင်ဘက်မှာရှိတဲ့ပရိသတ်တွေကိုစတင်ပြီးတော့တိုက်ခိုက်ပါတော့တယ်။အဲဒီနောက်မှာတော့စတူဒီယိုကန်းထဲကိုပါဝင်လာခဲ့တာပေါ့။ဝင်းမုံချွေလိုနာမည်ကြီးရဲ့မင်းသမီးတောင်မှပဲဇွန်ဘီရဲ့ကြိုက်တာကိုခံလိုက်ရပါတော့တယ်။ထိတ်သိရေးအဖွဲ့နဲ့ရခိုင်ကပြိုင်ပွဲဝင်နေလေတယောက်ပြီးတယောက်သွေးစားရိုးစိုးကြီးတွေဖြစ်ကုန်ကြတော့တာပေါ့။မတ်တေမြာကတော့ကံကောင်းထောက်မှလို့ရုံးခန်းတစ်ခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမလွတ်မြောက်ထွက်ပြေးပြီးဘရဘသားရဲ့အင်ဂျီတွေကိုဝင်ရောက်ခုတ်လုံခဲ့တာပေါ့။ဘရဘသားရဲ့အင်ဂျီတွေမှာတော့ ကိုချစ်စိုးကိုမျိုးနိုင်မဆန္ဒတို့ကရှိနေခဲ့ကြပြီးသူမကိုယုံကြည်ဖို့အတွက်ခက်ခဲနေခဲ့ကြပါတယ်။ဒါပေမဲ့ကိုမျိုးနိုင်ကအရေးပေါ်တကားကိုဖွင့်ပြီးအော်လိုက်တဲ့အချိန်မှာတော့ဒွေးစာရိုးစိုးတကောင်ကအတွင်းထဲကိုဝင်လာပြီးသူတို့တွေကမဆန္ဒဆိုတဲ့အမျိုးသမီးတယောက်ဟာဇုံဘီကြိုက်တာကိုခံလိုက်ရပါတော့တယ်။သူမလည်းနိုင်ပန်းအတွင်းမှာပဲဇုံဘီတကောင်ရဲ့အဖြစ်ကိုရောက်ရှိသွားခဲ့တော့တာပေါ့။အပြင်ဘက်မှာလည်းကိုလမောင်ဟာမလလလာဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီးအတူတူလွတ်မြောက်အောင်ထွက်ပြေးနေခဲ့ရတယ်ဗျာ။ ဒါပေမဲ့လေအချိန်အတော်ကြာလာပြီးတဲ့အခါမှာတော့မလာလာလေဇုံပြီးကြိုက်ခံရပြီးတော့တေဆုံးသွားခဲ့ရပါတယ်။အချစ်ကိုဖျားလို့ပြီးကိုကိုွယ်နေရဲ့ကိုလမောင်ကတော့လှေစီပြီးမတ်တင်များစီရောက်အောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူကြားလိုက်ရတဲ့အချက်ကဒီကဆိုကြီးကတမျိုးတည်းမဟုတ်တော့ပါဘူး။တကဘာလုံးကိုပြန့်နှံ့သွားပြီးဆိုတာပါပဲ။အိမ်ထဲမှာတော့လူတွေကဘလို့အသက်ရှင်ကြိုင်းရမလဲဆိုပြီးအကြံအစီတွေနဲ့ကြေကွဲနေခဲ့ကြတယ်ဗျ။ကိုထွန်းအင်းကတိန်နေတဲ့သူတွေရဲ့အသားကိုလှီပြီးဇုံပြီးကိုပြစ်ချခေါ်ယူဖို့အထိအကြံစိုးတွေပေးခဲ့ပါတယ်။ကိုထွန်းအင်းရဲ့စကားကိုယုံကြည်သွားတဲ့မောင်စောကလည်း လက်နက်တွေကိုခိုးပြီးသူ့ရဲ့အုပ်စုပေါ်ကိုတက်စာဖောက်ခဲ့ပါတော့တယ်။အဲဒီလိုပြုတ်မှုလိုက်တဲ့ရလက်ကတော့စိုးဝါလွန်းလို့ကိုလမော်တရားကိုတေဆုံးသွားခဲ့ရပါတော့တယ်။အကျင့်မကောင်းတဲ့သူတွေရဲ့သွားရလန်ကတော့ခမားတို့လည်းသိရတိုင်းပဲမောင်စုံနဲ့ကိုထုံးအေးတို့လည်းဇွန်ဘီကြီးတွေရဲ့ဝိုင်းစားခြင်းကိုခံလိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့အိမ်ထဲမှာလူအလုံးနီးပါးတေဆုံးကုန်ကြပါတယ်။ကိုချစ်စိုးလည်းကက်ခံရပြီးဇုံဘီအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။သူကမတ်တင်မြာတယောက်တည်းကိုဒန်နာကြီးအခန်းထဲကနေထွက်သွားဖို့အတွက်ခွင့်ပြုလိုက်ပါတော့တယ်။မတ်တင်မြာဟာတီမာတီတီကြီးနဲ့ ကျန်းရစ်တဲ့ဇုံဘီတွေရဲ့အလစ်ကိုထွက်ပြေးသွားခဲ့ရပါတယ်။နောက်ဆုံးမြင်ကွင်းလေးကတော့တွေးစာရုပ်စုအဖြစ်ပြောင်းလဲသွားတဲ့မတ်တိမြရဲ့မျက်လုံးဟာတီဗီကနေတဆင့်တဏ္ဍာန်ကန်လုံးကကြည့်နေရတယ်ဗျ။ဇက်သိန်းကတော့လုံးဝကိုစိုးဝါးလွန်းလာပါတယ်။